အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်ပွဲတွေအားလုံးမင်္ဂလာပါ Arsenal အသင်းကတော့ဒီရပိုင်းမှာ Rodrigo အပြောင်းအရွှေ့ကိုအသေးအတန်လှုပ်ရှားနေတယ်အခုကျွန်တော် Santiago Bernabeu ကဒီ Official Store ရောက်တဲ့ချိန်မှာကျွန်တော် Rodrigo ရဲ့ကျောင်းနံပါတ်17လေးကိုခြင်ပြီးတော့ kiss ဖိနေတဲ့ချိန်မှာမင်းက Rodrigo တော်ကြိုက်တာလားတဲ့ကျွန်တော် Real Madrid staff staff ကပြောတယ်အားနဲ့ကျွန်တော်ပြုံးစီပြုံးစီနဲ့ရတာမရတာအပါထားပြုံးစီပြုံးစီနဲ့နေတယ်ဘာလို့ပြုံးစီပြုံးစီနဲ့နေလဲဆိုတော့ could be our ကစားသမားဖြစ်လာနိုင်တယ်လို့ကျွန်တော်ကခံစားမိတဲ့အတွက်ရူတီကိုရဲ့အင်ဂျီလေးကိုကိုင်းပြီးတော့ကျွန်တော်ကပြုံး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 နဲ့ပေါ့လေဒါဆန်တီယာဂိုဘန်နေပေးရဲ့ official store ထဲမှာကျွန်တော်ဒါဖွင့်ရောက်ပြီးတဲ့အချိန်ပေါ့လေအဲ့မှာအခုရူတီကိုအပြောင်းရွှေ့ကြောင်းဒါကြာအလုံးတိထားပြီးသားချက်စီစိတ်ဝင်စားတယ်ချက်စီတောက်လျှောက်လိုက်လာပြီးမဲ့ရိုဒရီကိုကိုအာဆင်ကတော်တော်ကိုစီးရက်စ်ထားပြီးလိုက်နေတာ သူဒီကိုတတော်သဘောကျတယ်။ဘာလို့ဒီသားမကငါတို့တွက်အကောင်းဆုံးအခွင့်အရေးဖြစ်နိုင်တယ်။ဒီသားမဟာငါတို့တွက်တိုက်စစ်၃နေရာလုံးကိုကစားနိုင်တယ်။ပြောင်းရွှေ့ခြေကတော့တန်း60တောင်မဟုတ်80 80ပတ်ဝန်းကျင်ဖြစ်နိုင်တယ်။ဒါပေမဲ့ရေမတွေ့အလောက်တော့ဈေးချီပါ option နဲ့မရောလောက်ဘူးဆိုတော့ကျွန်တော်ထင်တော့တန်း80 မကဘူးတန်း90 100လောက်ထိတွားနိုင်တယ်ရိုဒရီโกကို serious star စဉ်းစားလာတဲ့အတွက်ကြောင့်အာဆန်ရဲ့အပြောင်းအရွှေ့ကရိုဒရီโกကိုဦးတည်နေတယ်ဆိုတော့ဒါက Martinelli ကိုထုတ်မှလာဘူးဒီ Liverpool ဆော့ကိုထုတ်ပြီးတော့အစားထိုးမှကျွန်တော်မသိရဘူး ဒါပေမဲ့တေးကြတာတော့ရူဒီကိုဟာအာဖနရဲ့ main target နဲ့တောက်လျှောက်ဆွေးနွေးနေတဲ့ transfer market မှာရော agent တစ်ဆင့်အဲ့နေရာမှာအာစနယ်က Victor Gyokeres ကိုလည်းအသေးအံလိုက်နေတဲ့အချိန်မှာ Benjamin Sesko ကိုသူတို့ဘက်ကလည်းလုံးဝမလျှော့ထားဘူးဆိုတော့သူတို့ကတိုက်စစ်ကိုပြအကုန်လုံးကိုဖယ်လိုက်ပြီသူတို့မှတိုက်စစ်မှုနှစ်ယောက်ပဲခေါ်တော့မယ် တယောက်ကဘန်ဂျမင်ဆက်စကိုတယောက်ကဗစ်တာယိုကရက်ယိုကရက်ကိုခေါ်ခေါ်မယ်မခေါ်ရင်ဆက်စကိုကိုခေါ်မယ်အဲ့နှစ်ယောက်တည်းကတယောက်ပဲဆိုတော့တောင်မန်ကအစောပိုင်းတော့ကျွန်တော်တို့ကနီကိုဝီလျံဘာညာနဲ့တတ်မှတ်သတင်းတွေကြားပြီးမယ်တကယ်တမ်းနီကိုဝီလျံကိုခေါ်ချင်တဲ့အသင်းကရေမဒရစ်မဒရစ်ကရန်သဘောကျတယ်ဘာဆိုနာမခေါ်တော့ဘူးနီကိုဝီလျံကိုခေါ်ဖို့ဆိုရင် okay maybe chelsea တို့ပါလို့ရှိနိုင်တယ် premier league ကတည်းကရှိပေမယ့်အခုလောလောဆယ်မှာရေမဒရစ်အသင်းကတာဂတ်ထားတော့ okay rodrigo atrap ကိုဝီလီယံအဝင်ပုံစံရေမတွေ့ကဆော့လောက်ကောင်းလုံနိုင်တယ်။အဲ့နေရာမှာအာဆယ်ကရူဒီကိုတယောက်တည်းကိုပဲတာဂက်ထားတယ်။တောင်မန်ကအန်ထရက်စမန်ညိုဘာညာဘာညာအတန်ထွက်ပြီမဲ့တကယ်တမ်းတော့လို့ရှာရှာမရှိဘူး။ဆိုတော့ယောဂရက်ကတော့အာဆယ်က main target ဖြစ်တယ်။ဒါပေမဲ့ဆက်စကိုကလည်းအာဆယ်ကအရန်သဘောကျတဲ့အထူးသဖြင့်ဘန်ဂျမင်ဆက်စကိုရဲ့အသက်အရွယ်နဲ့ဒါသူ့ရဲ့ဒါအခြေစွမ်းကြောင့်ဒါသူက potential ရ Rockers လောက်ပိုကောင်းချင်မှလည်းကောင်းမယ်ဒါပေမဲ့အသက်က27 28ပဲရှိတဲ့အချက်ကြောင့်အာဆယ်ကသဘောကျတယ်။အဲ့ဒီနေရာမှာ Thomas Party ကိုလက်ရှိမှာဘယ်လိုပြောမလဲဆိုတော့ Saudi club ပါဝင် club တွေ၄၅သိန်းလောက်ကကမ်းလာနေဒီမှာပါတီကအခု Saudi Arabia club တွေရဲ့ကမ်းလာမှုကိုလည်းပယ်ချတယ်တခြားတခြားသောကမ်းလာမှုအကုန်ပယ်ချတယ်ပါတီက Arsenal နဲ့ပဲတက်တန်းတိုးမယ်ဒါ Arsenal အသင်းကပဲသူ့ကိုစာချုပ်တင်တယ်ဆွေးနွေးထားတယ်ပါတီရဲ့ agent ဖြစ်သူက London ကိုရောက်လာပြီးတော့ Arsenal Arsenal director Andrea Barta နဲ့ဆွေးနွေးနေဆိုတဲ့အချက်ပေါ့ဒါကလည်း Arsenal အတွက်အတင်းကောင်းဖြစ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့က Thomas Partey ကိုဆက်ရှိစေချင်တာဆိုတော့ club ဘက်ကအခု ရက်ကော့ခီဗီယောကိုတန်း30လောက်မာကတ်တက်မှတ်ထားတယ်တကယ်လို့ရက်ကော့ခီဗီယောကိုတန်း30ရရင်ရောင်းမယ်ပေါ့ဗျာစင်ချန်ကိုထွက်ဖို့ရှိတယ်ခီရင်တန်နီထွက်ပြီးအဲ့နေရာမှာအတင်အခုဆိုရင်ကျွန်တော်တို့ထင်ပါကဒဏ်ရာပြဿနာကြောင့်ယာတီကုံပွဲစင်တာမကပဲဒါယာတီအစပွဲစင်အထိပါသူ injury ဖြစ်နိုင်တယ်ဘာလို့ဆိုတင်ပါကတရားဒီလုံးမှာ injury နဲ့ကစားနေရတာဆိုတော့ဂျော်ဂျင်ယိုထွက်သွားပြီး Thomas Partey ကစာချုပ်တိကိစ္စအတွက်တခြားကမ်းရမှုတွေအကုန်လုံးပယ်ချပြီး အာဆင်ပါဆက်နေဖို့ကိုပဲစာချုပ်သစ်တော်ဆင်းနေနေတယ်။ဒီနေရာမှာခုနပြောတဲ့ရိုဒရီโกက main target ထားပြီးတော့ဒီနီကိုဝီလျံကိုတော့မေ့ထားပြီးတော့တိုက်စစ်ကယူကရက်နဲ့ဆက်စကိုနောက်တစ်ချိန်တည်းမှာပဲဒါဒီဒီစပတီဇင်ချန်ကိုထွက်မယ်ရက်ကော့ခီဗီယိုကိုတန်း30လောက်တတ်မှတ်ထားတယ်နူနိုထဗာရက်စ်တို့ဆမ်ဘီလူခွန်ကာတို့တခြားအဲ Fabio Vieira တို့ကစားမားတွေလည်းအာဆန်ကတောက်လျှောက်ထုတ်မယ်သိကြတာတော့ transfer market မှာအာဆန်လည်းအခုဆော့ဆော့ဆီဆီအပြီးဖြတ်ဖို့လုပ်နေပါတယ်အားလုံးကျေးဇူးတင်ပါတယ်